င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ကချင်ပြည်နယ်လိုင်ဇာနီဖုံးပြံမော်စကန်တာပေမြင့်တရားဆောင်စကန်အပါအဝင်စစ်ကောင်စီတပ်စကန်၉ခုကို KIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကသိမ်းပိုင်လိုက်ပါတယ်ကနေမြို့ကိုတော်လန်တပ်ဖွဲ့တွေက80ရာခိုင်နှုန်းထိန်းချုပ်ထားပြီးစစ်ကောင်စီတပ်သား12ဦးကိုအရှင်ဖမ်းမိထားကစစ်တပ်ကလေကြောင်းကနေအပြင်းထန်ဘုံကျင်းနေတဲ့တဲ့ရင်ပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ မဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့ကချင်းပြည်နယ်လိုင်ဇာနီဖုံးပြံမှုစကန်တာပိန်မြစ်တံတားဆောင်စကန်အပါအဝင်စစ်ကောင်စီတပ်ရဲ့စကန်ကိုကိုကို KIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်လိုက်တယ်လို့ KIA သတင်းမြစ်ကပြောပြပါရယ်မနေ့ကမနေ့6နိုင်လောက်ကနေစတင်ပြီးမိုးမောင်မြို့နယ်နဲ့ဝိုင်းမော်မြို့နယ်အတွင်းကစစ်ကောင်စီတပ်စကန်12နေရာထဲမနေ့ကို KIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကစတင်တိုက်ခိုက်နေတာလည်းဖြစ်ပါရယ်အဲ့ဒီတိုက်ခိုက်နေတဲ့စခန်း12ခုတည်းက ကိုကုထက်မနေကိုသိမ့်ပတ်ရရှိခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လာမယ့်ရက်ပိုင်းအတွင်းမှာလည်း KIA ဥဆောင်တဲ့တော်လိုင်းမဟာမိတ်တပ်တွေကဆက်စင်ရေးတွေကိုဆက်လက်ဆောင်ရွက်မှာဖြစ်တာကြောင့်တိုက်ပွဲတွေပုံမိုပြင်းထန်လာနိုင်တယ်လို့လည်းဒေသသတင်းမြစ်တွေကပြောပါတယ်ရှင်။ဆက်လက်ပြီးတော့ကချင်ပြည်နယ်လိုင်ဇာမြို့အထက်ဘက်ပါကြောင်လိုင်စင်ဒေသကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့လို့ဒေသသတင်းမြစ်ကပြောပြပါရတယ်။ မလ9ရက်နေ့နေ့လယ်ပိုင်းအချိန်က လိုင်ဇာမြို့အထက်ပဲကမ်ပိုက်ဒီအောက်ဖက်တရုတ်မြန်မာနယ်စပ်ပါချောင်းလိုင်စင်ဒေသကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစခန်းမှာ KIA တပ်ဖွဲ့ကလူကြီးအချို့ဟာနေထိုင်ပြီး KIA ရဲ့စစ်စင်ရေးကိုတုံ့ပြန်တဲ့အနေနဲ့အကြမ်းဖက်စစ်ကောင်စီဘက်ကနေအခုလိုလေကြောင်းကနေကမူးရှူတို့တက်ခိုက်တာဖြစ်တယ်လို့လည်းဒေသတင်းရင်းမြစ်ကပြောပြပါဗျာ။မနေ့ကမနေ့ဆယ်နိုင်ခန့်ကလည်း လိုင်ဇာမြို့ဘက်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ဟာလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းကနေဘုံကျဲတက်ခိုက်တာတွေကိုလည်းလှုပ်ဆောင်ခဲ့ပါသေးတယ်။အဲဒီဘုံကျဲတက်ခတ်မှုကြောင့်လက်နက်ကြီးကြီးထိမှန်ပြီးပြည်သူလူထုဟာတေဆုံးသွားခဲ့ရသလိုတရုတ်ပြည်ပတ်ချန်းကိုလည်းလက်နက်ကြီးကြီးတလုံးကြောက်ပောက်ကွဲခဲ့လို့လည်းသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ထိုင်းမြန်မာနယ်စပ်တနေရာဖြစ်တဲ့တာခရိုင်ဖုတ်ဖမြို့နယ် ကလီလာကျေးရွာနီးမှာဘိန်းဆိုင်ခင်းတစ်ခုကို ထိုင်းအာဏာပိုင်ပူပေါင်းအဖွဲ့ကစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ဘိန်းဆိုင်ခင်းကိုထိုင်းပြည်သူတို့ကတွေ့ရှိခဲ့တာဖြစ်ပြီးဒေသအာဏာပိုင်အဖွဲ့ကိုတရင်ပေတန်ကြားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီဘိန်းဆိုင်ခင်းရှိတဲ့နေရာကိုမလ9ရက်နေ့မနေ့ပိုင်းအချိန်ကထိုင်းအာဏာပိုင်တွေတွားရောက်စစ်ဆေးခဲ့လို့လေထိုင်းခြေဆိုင်မဲဆောင်မီဒီယာက ရေးသားဖော်ပြထားပါတယ်။အဲ့ဒီဘိန်းဆိုင်ခင်းဟာ တေကကြော်ခန့်ရှိပြီးထိုင်းမြန်မာနယ်စပ်ကကရင်ပြည်နယ်မြရီမြို့နယ်မင်းလက်ပံရွာနယ်လဲနှိကတ်တယ်လို့ထိုင်းသတင်းဌာနတွေကရေးသားထားပါတယ်အဲ့ဘေးဆိုင်ခင်းကိုထိုင်းအာဏာပိုင်ပူပေါင်းအဖွဲ့ကဖက်စည်းပစ်ခဲ့ကဆိုင်ခင်းပန်ရှင်ဖြစ်သူမှာထွက်ပြေးလွတ်မြောက်နေပြီးဖမ်းဆီးအရေးယူနိုင်ရေးအတွက်မြေယာပိုင်ဆိုင်မှုကိုမြေစင်းဥစည်းဌာနကိုပို့ဆောင်စစ်ဆေးနေရလို့လဲထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါဗျ။ဘင်းဆိုင်ခင်းနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့15နှစ်ဝန်းကျင်ချင်းက ထိုင်းမြန်မာနယ်စပ်တခြားမှာလက်လက်ကန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ BGF အဖွဲ့ကစိုက်ပျိုးရောင်းဝယ်တာတွေရှိခဲ့လို့လဲစုံစမ်းသိရှိရပါတယ်။ဒါပေမဲ့ကရင်ပြည်နယ်မြရီမြို့နယ်အတွင်းကာစီနိုလောင်းကစားလုပ်ငန်းတွေပေါ်လာပြီးရနောက်မှာပြောက်ွယ်သွားခဲ့တာဖြစ်တယ်လို့လဲမဲဆောက်မှာနေထိုင်တဲ့မြန်မာနိုင်ငံသားတွေစီကနေသိရှိရပါတယ်ရှင်။ ကချင်ပြည်နယ်တင်းတဘောက်ကိုဆက်လက်တင်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာအကြမ်းဖက်စစ်တပ်လောက်ကလီစုပြည်သူ့စစ်ကောင်းဆောင် ရွှေမင်းကို KIA ကပြစ်ခတ်တိုက်ခိုက်ရမှာပွဲချင်းပြီးသေသွားကြတယ်လို့ဒေတာရင်းစီးရေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။မတ်လ9ရက်နေ့မှာလီစုပြည်သူ့စစ်ကောင်းဆောင်ရွှေမင်းဦးဆောင်တဲ့အဖွဲ့ကို KIA ကဝမ်မော်မြို့အထက်မှာဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာ ပွဲချင်းပြီးသေသွားကြတာလည်းဖြစ်ပါတယ်စစ်တပ်လက်အောက်ကပြည်သူစစ်ကောင်းဆောင်ဦးရွှေမင်းဟာစစ်ကောင်စီကချင်းမြင့်တဲ့တရိပ်ပြန်ချီဘွဲကိုရရှိထားသူဖြစ်ပြီး2020ရွေးကောက်ပွဲမှာလည်းလီစုတိုင်းသားရေးရဝန်ကြီးနေရာတွင်အနိုင်ရရှိထားသူလည်းဖြစ်ပါတယ်ဦးရွှေမင်းဟာပြည်သူစစ်အဖွဲ့ကိုစစ်တပ်အနာသိမ်းပြီးတဲ့နောက်2022ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာဖွဲ့စည်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ စကန်းတန်သင်းတဘောကိုတင်ဆက်ပေးကြပါရစေ။စကန်းတန်ကဏီမြို့ကိုတော်လန်တပ်ဖွဲ့တွေက80ရာခိုင်နှုန်းထိန်းချုပ်ထားပြီးဖြစ်ပြီးအကြမ်းဖက်စစ်တပ်ရဲ့ဘန်ကာအချုပ်ကိုသိမ်းပိုင်နိုင်ခြင်းမရှိသေးဘူးလို့ဒေတာရွေးစီရေးသတင်းမြစ်တွေကပြောပြပါရစေ။မလ2ရက်နေ့ကနေစတင်ကကဏီမြို့ကို တော်လဲပူပေါင်းတက်ဖွဲ့တွေကမြို့သိမ်းတိုက်ပွဲအဖြစ်စတင်တက်ခတ်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာမြို့ကို80ရာခိုင်နှုန်းထိန်းချုပ်ထားခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်တပ်ရဲ့ဘန်ကာအချို့ကိုသိမ်းပိုင်နိုင်ခြင်းမရှိသေးပဲဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်းစစ်ရေးသတင်းမြစ်တွေကပြောပြပါတယ်။ထိတွေ့တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်တပ်သား12ဦးကိုအရှင်ဖမ်းမိထားရလို့လည်းသိရပါတယ်။လက်ရှိမှာတော့စစ်တပ်ဟာလေကြောင်းကနေအပြင်းထန်ဘုံကျဲတက်ခတ်နေတာကြောင့်မျိုးပေါ်ကနေရွေနဲ့ကြေးရွာတွေဟာပျက်စီးမှုတွေရှိသလို ပြည်သူတွေလည်းထိခိုက်သေဆုံးမှုရှိနေတယ်လို့လည်းသိရပါတယ်ရှင်။ရခိုင်ပြည်နယ်တရင်တပောက်ကိုတန်ဆက်ပေးကြပါရစေ။ရခိုင်ပြည်နယ်ရန်ပြဲမြို့ကိုရခိုင်တပ်တော်အေကမလ9ရက်နေ့မှာအပြည့်ပြတ်သိမ်းပိုက်လိုက်ပြီလို့ဒေသခံပြည်သူတွေက ပြောပြပါရစေ။ဒါဟာရခိုင်ပြည်နယ်တောင်ပိုင်းဒေသမှာ ရခိုင်တတော်အေကပထမဆုံးမြို့ကို သိမ့်ပိုက်လိုက်တာလည်းဖြစ်ပါတယ်။လက်တလုံးမှာတော့ရန်မြဲမြို့ကို သိမ့်ပိုက်နိုင်ခဲ့တာနဲ့ပတ်သက်လို့ရခိုင်တတော်ကတရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ရန်မြဲမြို့ကို သိမ့်ပိုက်နိုင်ဖို့အတွက်ရခိုင်တတော်အေဟာပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ကလေးကထိုးစစ်ဆင်တက်ခဲ့နေခဲ့တာလည်းဖြစ်ပါတယ်။ရန်မြဲမြို့အပါဝင်ရခိုင်ဒေသအတွင်းအေအေလေးနဲ့စစ်ကောင်စီရဲ့မြို့ကိုမြို့ကိုသိမ့်ပိုက်ထားပြီလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်း ရခိုင်ပြည်မြောက်ပိုင်းဒေသကဘူးသီးတောင်မောင်တော်နဲ့ရသေတောင်မြို့တွေကိုလည်းသိမ်းပိုင်နိုင်မှုအတွက်အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ရခိုင်တပ်တော်အေကပြောဆိုထားပါဗျ။ရခိုင်အတွင်းမှာစစ်ကောင်စီတရင်တပ်ဖွဲ့တွေအနေနဲ့လက်နက်ချအညံ့ခံကြဖို့နဲ့လက်နက်ချအညံ့မခံဘဲစစ်ကောင်စီတရင်တွေအလုံးကိုတခုမကြံထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းအေကတတိပေးပြောဆိုထားပါဗျ။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ နေပြည်တော်ဩဒရသီရီမြို့နယ်ဖျားတောင်ကျေးရွာကလူငယ်15ဦးကိုစစ်မှုထမ်းဖို့အတွက်စစ်တပ်ကလာရောက်ခေါ်ယူသွားတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်တဲ့နေနာကိုပြောပြပါရယ်။နေပြည်တော်ဩဒရသီရီမြို့နယ်အတွင်းကျေးရွာတွေမှာတရွာကိုလူငယ်20ဦးစုဆောင်းပေးဖို့အတွက်စစ်တပ်ကကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကိုညွှန်ကြားခဲ့တာဖြစ်ပြီးကျေးရွာအုပ်ချုပ်ရေးမှုတွေကလူငယ်တွေကိုစည်ရင်ပြုစုစုဆောင်းပေးခဲ့ရတယ်လို့လည်းသိရှိရပါရယ်။စည်ရင်ပြုစုစုဆောင်းပေးရမှုမှာ စစ်မှုမထမ်းမနေရဥပဒေနဲ့ပတ်သက်မှုမရှိပဲတီကြတသားသည့်စုဆောင်းခိုင်းတာဖြစ်တယ်လို့လည်းသိရှိရပါတယ်အခုဖေဗူလာနှောင်းပိုင်းအတွင်းမှာနေပြည်တော်ဩဒရာသီရီမြို့နယ်ဖျားတောင်ကျေးရွာကလူငယ်15ဦးကိုကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကစုဆောင်းပြီးတဲ့နောက်မှာစစ်တပ်ကလာရောက်ခေါ်ဆောင်သွားတယ်လို့လည်းဒေသခံတွေကပြောပြပါတယ်လာလူရန်ကုန်တိုင်းလှိုင်းတရာမြို့နယ်နဲ့တန်လယ်မြို့နယ်တို့မှာလည်းလာမယ့်ဧပြီလကောင်မှာခေါ်ယူမဲ့စစ်မှုမထမ်းမနေရဥပဒေအရာ စစ်သားအပတ်စဉ်တစ်တွေလူငယ်တွေရဲ့အမည်စရင်းတွေကိုစတင်ရောက်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်စုပေးရတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။